တလားတစ်ချိန်ရာတီလာတာကိုအမျိုးသမီးတိုင်းလူလူကစိတ်ညစ်ကြပေမဲ့ဒါကကျန်းမာရေးကိစ္စတစ်ခုပါနော်။ဒါကြောင့်ရာတီလိုင်းစိတ်ညစ်တယ်ဆိုပေမဲ့လည်းရာတီမမှန်ရင်တော့ပို့ပြီးတော့စိတ်ညစ်ရတာပဲဖြစ်ပါတယ်။ရာတီသွေးမပေါ်တဲ့အခါအိမ်နောက်ရှိအမျိုးသမီးတွေကကိုဝေရှိနေတာများလားလို့ယူဆကြပေမဲ့တကိုယ်ရဲ့အမျိုးသမီးတွေကတော့ဘာကြောင့်များလဲကျန်းမာရေးအခြေအနေတစ်ခုခုကြောက်လားဆိုပြီးတော့ခေါင်းထဲမှာအတွေးများစွာဝင်ရောက်လာကြပါတယ်။ဒါကြောင့်ဒီတစ်ခေါက်မှာတော့အမျိုးသမီးတွေကျန်းမာစီဖို့အတွက်အရေးကြီးတဲ့ရာတီသွေးမှန်စီမဲ့အလေးထားလေးကိုပြပြပေးသွားမှာပဲဖြစ်ပါ ါတယ်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်အပ်တဲ့ subscribe လုပ်ပြီးတော့ဘေးနားအမျိုးဒီပဲလို့လည်းနှိပ်ချပါရှင်။ဒါဒီမှန်စင်မဲ့အလေးထားလေးတွေကတော့ပထမတစ်ချက်ကအေးအေးဝဝအေးပါနော်။ အိပ်ပျော်နေစမှာခန္ဓာကိုယ်ကပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ပြီးတော့ထိန်းကြီးရမယ့်အရာတွေကိုထိန်းချုပ်ပါတယ်။ကောင်းကောင်းအိပ်ပျော်နေစေဖို့အစာအစာတွေကိုဂရုစိုက်ပေးဖို့လိုတယ်လို့အနေအထိုင်ကိုလည်းဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။အိပ်ဆက်ချိန်မှာအေးအေးဝါးဝါအိပ်ပျော်မှလည်းခန္ဓာကိုယ်ကကျန်းမာမှာပါ။ဒါကြောင့်ရာသီသွေးမှန်စေဖို့ဆိုရင်ညဘက်တွေမှာကောင်းကောင်းအိပ်ပျော်စေဖို့အတွက်တည်တည်ဆဲဆဲဂရုစိုက်ပါ။အချိုနဲ့ကဖိန်းတွေကိုလည်းလျှော့စားပေးပါရှင်။နောက်ထပ်တစ်ချက်ကတော့အာဟာရမြတ်တောင်စားသုံးပါ။အာဟာရမြတ်တောင်စားသုံးတာကစိတ်ရောကိုယ်ပါကျန်းမာစေပါတယ်။ ်အာဟာရမျှတအောင်စားသုံးတာကကိုရင်းဟော်မုန်းတွေကိုထိညှိပေးတယ်လို့ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေဟန်ချက်ညီစေဖို့လည်းလှုပ်ဆောင်ပေးပါတယ်။ဒါကြောင့်အမျိုးသမီးတွေအနေနဲ့နေ့ရက်တိုင်းမှာအစာအာဟာရကိုတင့်တင့်မျှတအောင်စားသုံးပြီးဖို့လိုအပ်ပါတယ်။နေ့စဉ်စားသုံးမှုမှာပရိုတင်းအမြင့်ဓာတ်ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်အောင်စားသုံးပေးဖို့လိုတယ်လို့ကဖေးနဲ့အယ်ကိုဟောတွေကိုလည်းတနင်္လာတလောက်ရှောင်ပေးဖို့လိုအပ်ပါတယ်။ ကယ်လိုရီနဲ့တာကာဘိုဟိုက်ဒရိတ်လျှော့စားတာနဲ့အစာမစားဘဲနေလာမျိုးတွေမလုပ်ပါနဲ့နော်ဒီလိုလုပ်တာကရာသီသွေးမှန်စေဖို့အနှောင့်အယှက်ဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်တာကခန္ဓာကိုယ်တက်ကြွလန်းဆန်းစေတယ်လို့စရောကိုယ်ပါကျန်းမာစေဖို့ထောက်ကူပေးနိုင်ပါတယ်။ဒါပေမဲ့ရာသီသွေးမှန်ဖို့ဆိုရင်တော့လေ့ကျင့်ခန်းကိုပြင်းပြင်းထန်ထန်မလုပ်ပါနဲ့။ယောဂလေ့ကျင့်ခန်းလုပ်တာပေါ့ပေါ့ပါပါလုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေကိုလုပ်ပေးတာကရာသီသွေးမှန်စေဖို့ရောစရောကိုယ်ပါကျန်းမာစေဖို့ပါထောက်ကူပေးနိုင်ပါတယ်။လေ့ကျင့်ခန်း ြင်းပြင်းထန်ထန်လုပ်မယ်ဆိုရင်တော့ယာတီသွေးမမှန်တော့ယာတီသွေးမပေါ်တာတွေဖြစ်နိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့စိတ်ပီစီမှုမခံပါနဲ့နော်။စိတ်ပီစီမှုကနှင်းစင်ဘဝကိုထိခိုက်စေတာမဟုတ်ဘဲနဲ့ကိုရင်းဟော်မုန်းဟန်ချက်ညီမှုကိုပါထိခိုက်စေပါတယ်။ဒီလိုမျိုးဟော်မုန်းကမောက်ကမဖြစ်တာကယာတီသွေးစင်းတာကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ယာတီသွေးမှန်ဖို့ဆိုရင်စိတ်ပီစီမှုကင်းစေမယ့်တရားထိုင်တာနှင်းစင်ကလွတ်တာမျိုးလေးတွေကိုလုပ်ပေးသင့်ပါတယ်ရှင်။ နောက်ဆုံးတစ်ချက်ကတော့ဗီတာမင် B ဝအောင်စားပါဗီတာမင် B ထိုးတဲ့တာကရာသီသွေးမမှန်တာဖြစ်စေနိုင်ပါတယ်နောက်တစ်ခုကတော့ဗီတာမင် D ပါဗီတာမင် D ထိုးတဲ့တာကလည်းရာသီသွေးမမှန်တာမျိုးတွေဖြစ်စေနိုင်ပါတယ်ဒါကြောင့်နေ့စဉ်စားသုံးမှုမှာရာသီသွေးမှန်စေဖို့လိုအပ်တဲ့ဗီတာမင်တွေကိုအစာအာဟာရတွေကနေပြည့်ဝစွာစားသုံးပေးဖို့လိုအပ်ပါတယ်ဒါမှကိုယ်ရင်းမှာဟော်မုန်းမြတ်တာပြီးတော့ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကလည်းဟန်ချက်ညီညီလုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်ဒီအလေးထားလေးတွေကိုပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ရာသီသွေးမှန်စေဖို့ထောက်ကူပေးနိုင်မှာပဲဖြစ် ပါတယ်ရှင်။မျိုးလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦးနော်။